ျွန်တော်မျော်လင့်ခဲ့ဆုံးခိုးဖားမတယောက်ပဲရောက်သွားတာလေမင်္ဂလာပါအင်္ဂလန်တင်းနေတာကောင်းဆုံးကစားသမားဆိုပါဝင်ချယ်ဆီတင်းနဲ့ပရီးမီးယားလီဂ်တင်းနေတာကောင်းဆုံးဆုတွေပါတင်ပိုက်ခဲ့သူခိုးဖားမဟာပရိသတ်မျော်လင့်ခံဆုံးကစားသမားတူဖြစ်ခဲ့ပါတယ်တင်ပေါ်ရင်စင်တော့ကောက်ဆိုးတဲ့ဇကားတိုင်းမန်စီးတီးမှထင်ပေါ်ခဲ့လို့အပွဲမြင့်အပင်တိတဲ့ချယ်ဆီတင်းဟာခိုးဖားမကို2023-24ဘောလုံးရာသီကခေါ်ယူခဲ့ပါတယ်ရရောက်ချင်းဘောလုံးရာသီမှာပဲတကယ်ကိုမော်ဝင်ချေဆွဲနေတဲ့20နှစ်ဆိုတဲ့အသက်အရွယ်နဲ့မလောက်အောင်ပဲ ခိုးဖာမာတယောက်ချဲစည်းသေးနဲ့ထိုးထောက်ခဲ့ပါတယ်။ပြန်ပွဲဆို45ပွဲမှာသွင်းကို25ကိုသွင်းယူနိုင်ခဲ့ပြီးတပွဲတည်း၄ကိုသွင်းယူခဲ့ပါတယ်။ဟာဇတ်လိုမျိုးထွန်းတောက်လာမဲ့အနာဂတ်တွေရှိသူဖြစ်နေတင်စားခံခဲ့ရတာပါ။ဒါပြင်ဒူဂျင်းစုတစိတ်တရားလေးတရားသေးအတွင်းမှာကိုတနေ့တာအကောင်းဆုံး5ခုထိရခဲ့ပြီးခိုးဖာမာဟာတကယ်ကိုကြောက်ရိုင်းတော့တုံးဖြစ်ခဲ့ပါတယ်။မန်စီးတီးသင်းကတော့မှခိုးဖာမာကိုရောင်းချခဲ့တာမှားယွင်းခဲ့ပြီးခိုးဖာမာသာမန်စီးတီးမှာဆက်ရှိနေမယ်ဆိုရင်မန်စီးတီးသင်းဘလောက်အောင်မြင်မှုတွေဆက်လက်ရှိနေမှာဖြစ်ကြောင်းစတာတွေကိုပြောခဲ့ကြပါတယ်။ဒါပေမဲ့လေဒီလိုအနာဂတ်ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ခိုးဖာမာတရားအခုဆိုရင် ဘယ်စီကိုရောက်ရှိနေပြီလဲနီးပြပြောင်းရဲ့အသိအတွင်းအစမပြေမှုတွေရှိနေကြတယ်နီးပြပြောင်းရဲ့အသိအတွင်းအစမပြေမှုတွေရှိတယ်အသိရလက်တွေလက်ရှိတဲ့ပိုဆိုးသွားနိုင်တယ်ဆိုတာကိုခိုးဖောင်းမှဖြစ်နေခိုးဖောင်းမှအဖြစ်ပြက်မှာမြင်တွေ့ခဲ့ရပြီနီးပြဟောင်းပိုချက်တီနိုလက်ထက်အောက်မှာတောက်ပခဲ့တဲ့ခိုးဖောင်းမှဟာနီးပြတဲ့မာရက်စကာလက်ထက်မှာပါလို့ပါမနာမသိဖြစ်နေခဲ့ရပါတယ်ပိုချက်တီနိုလက်ထက်မှာခိုးဖောင်းမှဟာညာတောင်ပိုင်းကစားသမားဖြစ်နေအုံမြုပ်ခဲ့ပြီးဒီနေရာကခိုးဖောင်းမှအတွက်အသိတော်ဆုံးနေရာဖြစ်ခဲ့ပါတယ်တရားသီတွင်းမှာသွင်းကုန်များဆုံးသွင်းယူနိုင်ခဲ့တဲ့ခိုးဖောင်းမှအတွက်ညာတောင်ပိုင်းကစားသမားဖြစ်ကနေနီးပြမာရက်စကာလက်အောက်မှာ လောက်ချံကစားသမားဖြစ်နေပြောင်းလဲခဲ့လိုက်တာပါဒီလိုနေထားမှတော့နေချင်းညာချင်းမှာပဲခိုးပွားမှဟာတန်ရပြဿနာတွေသူနဲ့မလိုက်ဖက်တဲ့ကစားဟန်တစ်ခုကြောင့်ပဲအတွင်းကိုတွေဂိုးဖန်နီးမှုတွေကိုဆုံးရှုံးခဲ့ရပါတယ်2023ခုနှစ်2024ဘောလုံးရာသီဟာပရီးမီးယားလိမှာတရားသည့်အတွင်းသွင်းကို22ခုနဲ့ဂိုးဖန်နီးမှုဆက်တဲ့ချိန်သွင်းကိုစုစုပေါင်း33ခုဒီပေါင်းဝင်ပတ်သက်ခဲ့တဲ့ခိုးပွားမှကတော့15ခုသွင်းယူကဂိုးဖန်နီးမှု6ချိန်ရှိခဲ့ပါတယ်တရားသည့်တဲ့တရားသည့်မြင်းတဲ့တဲ့မြင့်လာတဲ့ခိုးပွားမှဟာရောင်းမြန်နေထားနေ တရားသီးထက်တရားသီးလုံးပါပါလာခဲ့ပြီးတရားသီးမှာဆိုရင်ရာသီးအစမှာပဲဒဏ်ရာပြဿနာတွေနဲ့လုံးပန်းနေရပါတယ်။နိုဝင်ဘာလတည်းဒဏ်ရာပြဿနာတွေကြောင့်အနာယူရမယ့်ခိုးဖမဟာဒဏ်ရာကနေပြန်သက်သာလာရင်ခြေချင်းဘက်ကတိအကောင့်တိုင်းပြန်လာနိုင်ဖို့ကလေမတိကြတော့ဘဲနဲ့အချိန်ယူရအောင်ပါပါ။ကျွန်တော်တို့ခမရတို့ခိုးဖမကိုဘလောက်အစင်းထိမျောလင်းခဲ့ကြတာလဲ။ခိုးဖမဟာခြေစည်းတော်တော်မှာကပိုင်းနဲ့အင်္ဂလန်လက်ရွေးစင်တဲ့တော်ပေါ့အနာဂတ်ကောင်းနေပိုင်ဆိုင်ထားသူတယောက်ဖြစ်ပြီးပြီ။ညီပြတဲ့မာရစကာကတော့ညာတော်မန်ထက်ခိုးဖမကိုနောက်ချန်တိုက်စစ်မှုဖြစ်နေကစားစစ်ကျင်းခဲ့ပါလေ။ ဒီလိုမျိုးနှင်းစနစ်တွေအားမာရက်စကာနေနဲ့ဇယားဖြစ်သူဂွာဒီယိုလာထားမှတင်ကြားတိုင်မြောက်လာခဲ့ရန်ရှိပြီးမန်စီးတီးအသင်းမှာကွင်းလယ်မာလီမိုတူဦးဖြစ်နေနာမည်ကြီးခဲ့တဲ့သူဒီဘရိုင်းနာဟာလည်းညာတော်မယ်ကစားသမားအဖြစ်ကနေကွင်းလယ်ဖန်တီးရှင်ဖြစ်နေပြောင်းလဲကစားခဲ့ပါတယ်ဒါပေမဲ့လည်းကစားသမားတူဦးနဲ့တူဦးကြမှာဘင်ကိုပါရမီရှိသူနေနဲ့ဘင်ကိုပါရမီရှိသူနဲ့မရှိသူကွာခြားနေပြီးကိုယ့်ရဲ့ဘင်ကိုနေရာမှာမကစားရပေခြေစမ်းပြနေတဲ့ကစားသမားတွေရရှိတော့ရှိပါတယ်ရှားတယ်လို့ပဲဆိုရမှာပါအာဆင်နယ်မှာအိုနယ်ရီယာဘေတောင်မန်ကနေထောင်တိုက်စင်မှုဖြစ်ခဲ့တာတော့ ဒီဂိုကော့စာဟာအက်လက်တီကိုမက်ထရစ်မှာတောင်ပံကနေထောက်ထိုက်စစ်မှုဖြစ်ခဲ့တယ်လို့ဆိုတော့ဟာနေ့စနေ့အရာရောကစားသမားရဲ့ကစားချင်းသိရှိတဲ့ဖက်ရှင်အရာပါလိုအပ်နေသေးပါတယ်။ဘာနီဒီပါကျွန်တော်တို့ရဲ့အမျောလေးကန်ကစားသမားဟာအသာအဖြစ်တော့23နှစ်တာရှိသေးတာကြောင့်ဘာမှဆိုဖြစ်လာနိုင်သေးတယ်လို့ဆက်လက်ဆောင်မြောကြည့်ရှုရမှာပေါ့လို့ပြောကြားရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှနေဆုံးသက်ချင်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။